International Beauty Pageant Expert တယောက်လို့ပြောလို့ရတယ်ပေါ့နော်ဒီ Louis ကသူကိုယ်တိုင်လည်း Mr Super National Canada ဖြစ်ခဲ့ဘူးတယ်ပြီးရင်နောက်ဒီနောက်ပိုင်းမှာပဲသူဟိုဒီ Pageant International Pageant တွေမှာ Judge အနေနဲ့သွားပြီးတော့အတွေ့အကြုံတွေအများကြီးရှိနေတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်သူကဒီ Miss Grand Myanmar JK Sophia ရဲ့အကြောင်းလေးကိုသူပြောလာတွေ့ရတယ်ဆိုတော့ဒီပတ်သက်ပြန်ပေးမယ်ပေါ့နော် Let's talk about Myanmar honestly this girl is really a surprise so အရင်ကတင်ခဲ့တဲ့ဗီဒီယိုမှာတဲ့ဒီ Miss Grand မြန်မာကိုသူ့ရဲ့ဒီ finalist list ထဲကိုသူမထက်ခဲ့ဘူးတဲ့ဒါပေမဲ့အခုတော့ငါသူ့ရဲ့အရေးသွေးတွေကိုမြင်တွေ့နေရပါပြီသူမအရန်ကိုမိမိုင်းလှပါတယ်တော်တော်လေးကိုလည်းအင်ဒရီတိုက်ခါရှိတယ်ဆာရှိန် sorry morning မှာဆိုလို့ရှိရင်သူမဝတ်ဆင်ထားတဲ့ရွှေနဲ့အနက်ရောင်တွက်ဖက်ထားတဲ့ဝတ်စုံကသူမနဲ့တော်တော်လေးကိုပနံတင်လှပါတယ်ငါသူမရဲ့လှူရှာမှုတိုင်းကိုတကယ်ကိုကျွေးနေပါပြီ မင်းတို့ငါ့ကိုတဲ့ငါရဲ့ account ကို follow ထားတယ်ဆိုရင်တဲ့ငါ့အကြောင်းကိုတိတင်တိအာဒီအထက်အသင့်တိတယ်ဆိုရင်ငါရဲ့ဒီ Miss Green International အပေါ်ထားတဲ့သဘောတရားကိုလည်းသိကြမှာပါတဲ့ I appreciate the entertainment factor of Miss Grand, but I still like my beauty queens to be classy, to be graceful, to be queens. ဒီ Miss Grand International ရဲ့ entertainment ဆိုတဲ့အပိုင်းကိုလည်းတံပိုးထားတယ်လို့ဒီအလှမဲ့တယောက်မှာရှိသင့်ရှိထိုက်တဲ့အင်တွေသိက္ခာရှိမှု ကြက်တရေရှိမှုနဲ့ဒီအလှဘရင်မတရားရဲ့အရှိန်အဝါကိုလည်းပဲငါအမြဲတမ်းရှာဖွေအကဲဖြတ်လေးရှိတယ်တဲ့ဆိုတော့အခုပြောနေတဲ့အချက်တွေအားလုံးကိုဒီနှစ် Miss Grand မြန်မာ JK Sophia ကလုံးဝကိုအတိအကျကိုပေးစွမ်းနေတာကိုအံ့အားသင့်စရာကောင်းလောက်အောင်ငါမြင်တွေ့နေရတယ်တဲ့ဆိုတော့ Miss Grand မြန်မာရဲ့ good job စက်ကြိုးစားထားပါဆိုပြီးတော့သူကပြောသွားတယ် Miss Grand Myanmar good job and keep it up